ချမ်းနီမျိုးသားများတက်မတော် SNA တက်မဟာ၆၁လေးမှာအခြေခံစစ်တင်နှန်းစင်ပွဲကိုပြီးခဲ့တဲ့မေလ၁၅ရက်မှာကျင်းပခဲ့တယ်လို့သိရပါဗျ။အဆိုပါစစ်တင်နှန်းစင်ပွဲကို SNA ထိန်းချုပ်ဒေသဗမောက်မြို့နယ်မှာကျင်းပခဲ့တာဖြစ်ပြီးတင်နှန်းသား900ကျော်ပါဝင်နိုင်တယ်လို့ဒေသခံတွေကပြောပါဗျ။ SNA ကို1989ခုနှစ်ဇူလိုင်လ5ရက်မှာကရှင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာရှိတဲ့ချမ်းနီလူငယ်တွေနဲ့ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့သိရပါဗျ။ချမ်းနီမျိုးသားများတက်မတော် SNA ဟာချမ်းနီပြည်နယ်ရရှိမှုမူရစေဝါတိုက်ဖြတ်ရေး စစ်မှန်သောဖရယ်ပြည်တော်စုစနစ်ပေါ်ပေါက်လာရေးမြန်မာနိုင်ငံထပ်ပိုင်းဒေသတွင်ရှိပြည်သူများဗတ်စုံဖွံ့ဖြိုးတိုးတက်ရေးနဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးရှမ်းမျိုးနယ်စုများအားလုံးစီးလုံးညီညွတ်ရေးစတဲ့မူငါးချက်ကိုချမှတ်အကောင့်တယ်ပေါ်လျက်ရှိပါတယ်။အစံနယ်ကိုကချင်နဲ့စကိုင်းတိုင်းအတွင်းမှာရှိတဲ့တိုင်းစာတိုင်းလော်တိုင်းနဲ့တိုင်းမော်တိုင်းကရူတိုင်းကနန်းတိုင်းကွမ်တိုင်းခန္ဒီတိုင်းနိုင်တိုင်းလိုင်းတိုင်းလျံခေါ်ရှမ်းဒီစတဲ့ရှမ်းမျိုးနယ်စုတွေကိုကိုစားပြုဖွဲ့စည်းထားတာဖြစ်တယ်လို့သိရပါတယ်။ အစံရကရှင်ပြည်နယ်အတွင်းပါဝင်နေတဲ့မုံညင်းမိုးကောင်းဖာကန်ဗမော်ဝိုင်းမော်နဲ့စကိုင်းတိုင်းဒေသကြီးရှိဟောမလင်းခန်းဒီဗမောက်တမူကလေးကသာဝင်းတို့စတဲ့မြို့နယ်တွေကိုစူးစီးပြီးတော့ချမ်းနေပြည်နယ်ရရှိရေလှုပ်ရှားလျက်ရှိနေတယ်လို့သိရပါဗျ။လက်ရှိမှာချမ်းနေမြို့သားများတပ်မတော်အစံတွေကိုတပ်မဟာ69နဲ့တပ်မဟာ68တပ်မဟာ93တပ်မဟာ61တပ်မဟာ965နဲ့ဘိုးဌာနချုပ်တို့ခုဆက်တပြည့်ဖွဲ့စည်းထားတယ်လို့သိရပါဗျ။